ားပါရှင်။ Astro Garden Channel မှာကြိုဆိုပါရရှင်။ယနေ့နေ့က Astro Today စီစဉ်ရဲ့2025ခုမေလ23ရက်တောက်ချာနေ့အတွက်ဆောင်းရံရှောင်းရံဆောင်းရံရမယ့်နေ့ကအချိန်ခါမျိုးကိုစီစဉ်တက်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရိုးပြင်းနဲ့မတ်အင်ဒရီမို့တို့မှတက်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ 2025ခုမေလ23ရက်တောက်ကြနေ့တောက်ကြသားသမီးများအတွက်ပုံမူပြီးထရောက်မှုရှိနိုင်တဲ့ကောင်းမွန်နယ်နက်ခွန်နှပါနေမိမိတို့လုပ်ငန်းကိစ္စရပ်တွေဆောင်ရွက်နိုင်ရန်နက်ခချင်းကားကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်တနာရီ12မိနစ်မှနနက်တနာရီ32မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့်မဲ့ဓာတ်နက်ခကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်3:22မိနစ်မှနနက်3:42မိနစ်အတွင်းမှဆိုရင်ဖြစ်စတာအောင်မြင်ပြီးမြစ်တရိတ်ကန်ကောင်းမှုမဲ့ဆုံနှက်ခတ်ကိန်းကြရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်3:44မိနစ်မှနနက်2:04မိနစ်အတွင်းမှဆိုရင်ဖြစ်ဘာပဲလို့လို့အထွတ်ထည်ရောက်ရှိအောင်မြင်နိုင်မဲ့အတ္တိပတိနှက်ခတ်ကိန်းကြရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်တနာရီ55မိနစ်မှနနက်2နာရီ55မိနစ်အတွင်းမှဆိုရင်ဖြင့်ရာထူးဩဇာအာဏာကြီးမြင့်မဲ့ထိဖြူနက်ခတ်ကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ည9နာရီ33မိနစ်မှည9နာရီ53မိနစ်အတွင်းမှဆိုရင်ဖြင့်အိမ်ဆမ်းမြေအရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုမဲ့ဆင်ဖြူနက်ခတ်ကိန်းကြားရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်6:28မိနစ်မှနနက်6:48မိနစ်အတွင်းမှဆိုရင်ဖြင့် ငွေကြေးရွှေငွေရတနာ တိကန်ဆမ်းမှုကံကောင်းမှုစီမဲ့ရန်နာနက်ခက်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်10:00နာရီ9မိနစ်မှနနက်10:28မိနစ်အတွင်းမှာဆိုရင်ဖြစ်သာသမိရတနာထွန်းခါရရှိစီမဲ့တန်တီနက်ခက်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်တောက်စာသာသမိများအပေါ်တရားမှုရှိနိုင်တဲ့စိုးရနှက်ခက်နဲ့ပတ်သက်တဲ့နှက်ခက်ခြေကများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ နေ့လယ်3နာရီ3မိနစ်မှနေ့လယ်3နာရီ23မိနစ်အတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့မရနာနှက်ခတ်ကင်ခြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ညနေ9:55မိနစ်မှညနေ6:55မိနစ်အတွင်းမှာတော့အမှုခင်းပြဿနာစိတ်ပူပန်တောကတွေဖြစ်စင်နိုင်တဲ့တောကနှက်ခတ်ကင်းခြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်6:00မှနနက်6:20မိနစ်အတွင်းမှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စင်နိုင်တဲ့ဆယ်တိုင်နှက်ခတ်ကင်းခြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်2နာရီ35မိနစ်မှနေ့လယ်2နာရီ55မိနစ်အတွင်းမှာတော့မိတ်ဆွေတေကဟာရီဆောက်ရှုပ်ပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့မိထုနှက်ကိန်း6ရက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နေ့လယ်12နာရီ18မိနစ်မှနေ့လယ်12နာရီ38မိနစ်အတွင်းမှာတော့အလို့စည်းဝါတိကျဆိုရှယ်ပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့ပြင်ကနှက်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုခုပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီယာဆိုလို့ရှိရင်တော့တောက်ကြတောသမီးရအပေါ်ပုံမူပြီးထိရောက်နိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်ဒီနှက်ခတ်ချိန်ခါရီကိုသမီးရဲ့ဆရာဆရာဦးကြည်အကိုမှအသေးစိတ်တွေ့ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်သမီးရဲ့ဒီနှက်ခတ်စီစဉ်ကိုတရှိပါပေးခဲ့တဲ့အကြံပေးခြင်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်